အချိန်က2021ခုနှစ်မေလပိုင်းအင်းစိန်ထောင်မကြီးလေးဆောင်ပုံစံအခန်းတွေကအားဆိုတဲ့အော်တန်ကြီးကကြဲကြဲလောင်လောင်ထွက်ပေါ်လာခဲ့တယ်။လုံမလားဟိတ်ကောင်ဆိုတဲ့စကားတန်တွေနဲ့နောက်ဆက်တွဲဖြန်းဖြန်းဖောင်းဖောင်းအတန်တွေကိုကြားလိုက်ရတယ်။လူရက်တို့ဖြစ်နေဖန်တီးထားတဲ့လျှက်စင်မီကျူးနှစ်ချောင်းကိုပူပြီး မိတိတ်အမဲနဲ့တိတိချာချာကြစ်ကြစ်လစ်လစ်ပတ်ပြီးတော့စီထားတယ်။အရှိနှစ်ပေခွဲရှိတဲ့ရိုက်တံတို့ကိုမင်းရစာကကင်ပြီးနိုင်ငံရဲ့အချင်းသားတို့ကိုရိုက်နေတာဖြစ်ပါတယ်။အဲ့ဒီချိန်ကမင်းရစာဟာလေးဆောင်ပုံစံအခန်းရဲ့စီကံထိန်တို့ဖြစ်ပြီးအချုပ်သားအနေနဲ့သာရှိနေပါသေးတယ်။နေ့တိုင်းလိုလိုမင်းရစာရိုက်တဲ့အတိုင်းကို လေးစာတစ်အခန်းကနေကြားနေရတယ်ပါသူရိုက်နေသူတွေကတော့လူမိုက်တခုမထိန်ယူတတ်ဓမြတယ်မဟုတ်ပဲဆရာနာရှင်ကိုတော်လှန်နေကြတဲ့ဂျန်စီ နိုင်ငံရေးအကျဉ်းသားတွေသာဖြစ်ပါတယ်မင်းရတာကင်ထားတဲ့လူရိုက်ဒုက္ခတော့အင်းစိတ်ထောက်မှာရှိတဲ့ထောင်းဝါဒတွေသာကင်ဆောင်ရတဲ့အစဉ်တစားတစ်ခုဖြစ်ပါတယ်ထောင်းဝါဒတွေကတော့ အဲ့ဒီဒုက္ခံရတာအတော်လေးသဘောတွေ့ကြပါတယ်။ထောက်ဝါဒဆိုတာကအချင်းတော်ကအချင်းသားအချင်းချင်းအုပ်ချုပ်ရသူကိုဆိုလိုတာဖြစ်ပါလေ။အဲ့ဒီထောက်ဝါဒတာဝန်တွေကိုနိုင်ငံရေးအချင်းသားတွေကတော့ပြေမထားပါဘူး။ထောက်ဝါဒတွေဆိုတာကထောက်မခိုင်းသမျှအထုမတက်ပဲနဲ့လုံးကြသူတွေသာဖြစ်ပါလေ။မင်းရသားလိုမျိုးအခြားအမှုပညာရှင်တွေကလည်းအစ်စိန်ထောက်မထောက်နိုင်ကြခံနေတာရှိပါလေ။ ထောင်ကပေးတဲ့ဘယ်တောင်ကမှသူတို့တော့အဲ့ဒီလူပညာရှင်တွေတော့ထမ်းဆောင်ကြတာမျိုးမရှိပါဘူး။မင်းရသာလို့2013ခုနှစ်တဝိုက်ကလည်းမင်းသားမင်းအုပ်စုအခုလိုမျိုးထောင်ဝါဒအကြီးစားလုပ်ခဲ့မှုကြောင့်ကျွန်တော်တို့စုံစမ်းသိရှိရပါတယ်။ဒါပေမဲ့အဲ့ဒီကလာနိုင်ချင်းတွေတိတ်ပြီးတော့မရှိခဲ့ပါဘူး။သူအာနာရှိကြောင်းလုပ်လို့ရတယ်ဆိုတဲ့ပုံစံမျိုးသာပြခဲ့တယ်လို့ဆိုကြပါတယ်။ မရတာလိုမျိုးရိုင်းနှက်နှိမ့်ဆက်ညှင်းပန်းမှုလည်းမရှိခဲ့ဘူးလို့သိရပါတယ်။2022ခုနှစ်မှာအစ်စိတ်ထားကဒီပြဿနာတစ်ခုဖြစ်ခဲ့တာရှိခဲ့ပါတယ်။အဲ့ဒီပြဿနာကတော့အထူးယုံဖတ်သွားတဲ့905ကအမှုနဲ့တရားစွဲခံထားရတဲ့လူငယ်၃ဦးကအထူးယုံလာနေပြီးတော့စပိန်စီသွားတဲ့ထောက်အရာရှိတဦးကိုညီလေးလိုခေါ်မိခဲ့ကြတာဖြစ်ပါတယ်။အဲ့ဒီနိုင်ငံလေးတွေကသူတို့ခေါ်လိုက်တဲ့ဝန်ထမ်းဟာ ထောင်ရာရှိလို့မသိရှိခဲ့ကြပါဘူးဒီပြဿနာကြောင့်နိုင်ချင်းတွေထောင်ဆေးရုံကိုရောက်ရတဲ့အထိအယိုက်ခံရပြီးတော့စေကုတကိုခံခဲ့ရကြပါတယ်လူငယ်သုံးအထူးရုံးကပြန်ထောင်မကြီးအပေါက်ကနေမင်းရစာဥဆောင်တဲ့ထောင်ဝါတာတွေနဲ့ထောင်တန်းစီတစုကဆောင်ရည်ရှိနေပါတယ်အထူးရုံးမှာပြင်ပပါစယ်လက်ခံဌာနအနည်းကခန်းမကြီးတစ်ခုဖြစ်ပါတယ် အဲ့ဒီခမ်းမကြီးကထောင်မကြီးအပေါက်ကို5မိနစ်နောက်လမ်းလျှောက်ရရောက်ပါတယ်အဲ့လူငယ်လေးတွေရုံးထက်ပြီးတဲ့အတွက်ပြန်ပြီးတော့ဝင်လာတဲ့အချိန်မှာမင်းရသာဥဆောင်တဲ့တန်းစီတွေနဲ့ထောင်ဝါဒအုပ်စုတွေကစောင့်နေကြပါတယ်လူငယ်တွေဝင်လာတဲ့အချိန်မှာထောင်ဝါဒအဖွဲ့ကအမိတွေကိုစစ်ဆေးပြီးထောင်မကြီးဝင်ပေါက်ကနေမင်းကြီးစီကံထိမ့်သိရုံတည်မိလေးလို့ခေါ်မလားတို့တို့ပြောပြီး မင်းရစာကလူငယ်လေးတွေရဲ့ဥကောင်းကိုစပြီးရိုက်ခတ်လိုက်ပါတယ်။မင်းရစာရိုက်တဲ့အတွက်အခြားဝင်းနဲ့ထောင်ဝါရာတွေကလည်းလိုက်ပြီးရိုက်ကြပါတယ်။မင်းရစာပြောတဲ့အတိုင်းသူတို့ကအဲ့ဒီနိုင်ငံရေးအကျဉ်းသားလူငယ်၃ဦးကိုမင်းကြီးရောက်တဲ့အထိဇက်တိုက်ရိုက်ကြပါတယ်။ထောင်မကြီးပေါ့ဝါကမင်းကြီးအထိဆိုရင်၁၀မိနစ်ကျော်လောက်လမ်းလျှောက်ရပါတယ်။အဲ့ဒီတော့တွင်အဆက်မပြတ်ရိုက်ကြမှာဖြစ်ပါတယ်။ မင်းကြီးကိုရောက်တဲ့အချိန်မှာဒီလူငယ်၃ဦးအတော်လေးပြော့ခွေသွားကြပါပြီမင်းရစားကတော့ဒါလောက်နေမတည်တည်သေးပါမင်းကြီးကအဲ့ဒီလူငယ်၃ဦးနေကြတဲ့ငါဆောင်တိဆက်ပြီးရိုက်ပါတယ်မကြမီမှာရိုက်နဲ့ခံရတဲ့ဒဏ်ရာတွေကြောင့်လူငယ်၃ဦးတည်းကတဦးကအရေးပေါ်ထောင်စည်းရုံတင်ခဲ့ရအောင်ကျန်တဲ့ဦးကလည်းတကူလုံးမှာဒဏ်ရာတန်ချက်တွေနဲ့အညုံမဲဆွဲခဲ့ကြရပါတယ် အဲ့လောက်လက်တံပြောင်းနေမင်းရမှာပါအင်းစိန်ထောင်အင်းစိန်ထောင်မှာမရင်းကိုမြင်ပန်းနှိမ့်ဆက်မှုတွေနဲ့ဝင်လာတဲ့မဒိန်းအောင်တဦးရဲ့လူမဆန်တဲ့လုပ်ရည်ဖြစ်ပါတယ်ဒါပေမဲ့အဲ့လူရဲ့ကြောင်းအင်းစိန်ထောင်မှာရှိတဲ့တောင်ဝင်ရှိတဲ့ဘဲထောင်ဝန်ထမ်းကမှမင်းရစားကိုအရေးပြယူကြပါ2023ခုနှစ်အတွင်းမှာအားရပါကနဲ့တရားစွဲခံရတဲ့လူငယ်တအူး မင်းကြီးကိုအချုပ်တဲ့အနေနဲ့စတဲ့မရောက်နေပါဘူး။အဲ့ဒီချိန်မှာမင်းရစာကလေးဆောင်စီကံထင်းရာဘူးမဟုတ်တော့ဘဲနဲ့ပူပြီးတော့အဆင့်မြင့်နေမင်းကြီးဦးစီးဦးထွန်းဝင်းထိုက်အနားမှာမင်းကြီးတန်းစီခေါင်းဆောင်ဖြစ်သွားခဲ့ပါပြီမင်းကြီးတန်းစီတော်ဝင်ကိုမင်းရစာထမ်းဆောင်တဲ့အချိန်လူငယ်နိုင်ငံရေးအကျဉ်းသားတို့အနားကိုရောက်လာပါတယ်မင်းဘာဖြစ်လဲလို့ မေးပါလူငယ်ကနိုင်ငံရေးမှုလို့ပြောတဲ့အတွက်ဘာနိုင်ငံရေးမှုလဲနိုင်ငံရေးမှုဆိုတာမရှိဘူးပုံမှန်ပြောပါဆိုပြီးနိုင်ငံကိုတစ်ချက်ခပ်ပြင်းပြင်းရိုက်လိုက်ပါအင်းစိတ်ထောင်ထဲမှာကြုံတွေ့ရမှုနဲ့ပတ်သက်ပြီးအမိမဖော်လို့တဲ့လူငယ်နိုင်ငံရေးကျင်းသားဟောင်းတို့ကမေရသားရဲ့ရိုက်နှံမှုခံခဲ့ရကြအောင်အခုလိုမျိုးပြန်ပြောပြပါကျွန်တော်ထမင်းဲဘွဲကိုသွားတာတရင်မပို့လို့ဆိုပြီးမင်းကြီးကိုခေါ်ရိုက်တာမှောက်ထားဆိုပြီးတော့ရိုက်တာ သုံးချက်ရိုက်ချက်ကတော်တော်လေးပြင်းထန်ကြောင်းသူကပြောပြပါတယ်။မင်းကြီးတန်းစီမင်းရစာရိုက်ပြီးဝန်ထမ်းတွေနဲ့မင်းရစာနောက်လိုက်ထောင်ဝါဒတွေကလည်းဆက်ပြီးတော့ဇက်တိုက်ရိုက်ကြကြောင်းသူကရှင်းပြပါတယ်။ဒါကတော့မင်းကြီးမှာရှိတဲ့စီကံထိန်တာဝန်တွေကိုထမ်းဆောင်ရတယ်။ထောင်ဝါဒတွေရဲ့ဆုံးမမှုလို့ဆိုပါတယ်။တန်းစီမင်းရစာဥဆောင်တဲ့ လပ်ပါစီထောင်ဝါဒဥစုစစ်ကြောရေးလို့ရမှာမင်းကြီးရမှာအမြင့်ဆုံးပြစ်ဒဏ်မျိုးကိုစီရင်တဲ့နေရာဖြစ်ပါတယ်။အေးစိန်ထောင်အဆောင်တီးတီးတိုက်တီးတီးမှာရှိတဲ့နိုင်ငံရေးအကျဉ်းသားတွေကိုအရေးယူအပြစ်ပေးတဲ့အခါမှာနိုင်ငံရေးအကျဉ်းသားတွေနေထိုင်ရာအခန်းလူကြီးတန်းစီကဦးဆုံးရေးယူပါတယ်။အဲ့ဒီအခန်းလူကြီးကပြစ်ဒဏ်ကြီးရဲ့လူယူဆိုင်အဆောင်ရုံးကမ်းမှာရှိတဲ့ အဆောင်မှုအရာရှိထံဆက်ပြီးတော့ဟုတ်တဲ့အဆောင်မှုကလာတဲ့အမှုတွေကိုမူတည်ပြီးတော့အပြစ်ပေးတယ်ဆက်ပြီးတော့အရေးယူတင့်တယ်လို့ယူဆရင်တော့ဒီ main ကြီးလို့ခေါ်တဲ့စီကံထင်းယုံကိုပို့ပေးပါတယ်အဲ့ဒီခါ main ကြီးက main ကြီးတန်းစီမင်းရစာဥဆောင်တဲ့အာနာဘဂဝတာတွေလက်ထက်ရောက်ပြီးထင်ရဆိုင်ခံရပါအခန်းထဲမှာလည်းရိုက်တယ်အဆောင်မှု ရုံးကမ်းပါလေထပ်ပြီးတော့ရိုက်တယ်။နောက်ဆုံးမင်းကြီးရောက်ရင်အဲ့ဒီဒဏ်ရာတွေကြောင့်ဆက်ပြီးတော့အရက်ခံနိုင်ရင်မရှိတော့တိတိုင်အောင်ထပ်ပြီးတော့ရက်ခံရမယ်ပါတယ်။အခမ်းမရိုက်တာထက်အဆောင်ရုံးကမ်းရိုက်တာကပို့ပြီးတော့ပြင်းထန်တယ်။အဆောင်ရုံးကမ်းထက်မင်းကြီးကပို့ပြီးတော့ပြင်းထန်။မင်းကြီးမှာမင်းရဇာတို့လက်ပါစီအဖွဲ့တာမကဘဲနဲ့ဝန်ထမ်းတွေကလည်းမြည်ဆန့်သွားလို့ရှိကြပါ အခုကြည့်ရင်ကြီးတယ်လို့သူတို့လှုပ်ချင်လှုပ်ချင်တယ်လို့ရိုက်ဓမေသနာနာပြီတစ်ခါပြန်ခေါ်ရိုက်ဇက်တက်နှိမ့်ဆက်ကြပါအဲ့လိုနှိမ့်ဆက်ပိုင်ခွင့်အာနာကတော့မင်းရစာရဲ့ပါဇက်မှာရှိပါတယ်သူပြောရင်ပြောတယ်လို့ရပါတယ်သူကမလို့တင်ဘူးလို့တင်ပြရင်လည်းပြီးသွားတတ်ပါတယ်အဲ့လောက်စွမ်းဆောင်နိုင်တဲ့နေရာကိုအင်းစိန်ထောင်မကြီးကမင်းရစာကိုပေးထားတာဖြစ်ပါတယ် 2023ခုနှစ်အတွင်းကဖြစ်ပေါ်ခဲ့တဲ့အင်းစိတ်ထောင်းပိုင်းကြီးကိုပြန်ပေးဆွဲကထောင်းကိုဖောက်မယ်ဆိုတဲ့နိုင်ငံရေးအကျဉ်းသားတွေမေယာစာဥဆောင်နဲ့ထောင်းဝါတာတွေကတင်လို့မျောပါရိုက်ခဲ့ရပါတယ်။အဲ့ဒီထိုင်ရာတွေကြောင့်ခန္ဓာကိုယ်တစ်ခုလုံးညုံမဲ့ဆွတ်သွားတဲ့နိုင်ငံရေးအကျဉ်းသားတွေဟာကောင်းကောင်းမွန်မွန်နဲ့စိတ်ကူတမှုမခံခဲ့ကြရပါဘူး။လက်ရှိအဲ့ဒီရိုက်နှက်ခံခဲ့ကြရတဲ့နိုင်ငံရေးအကျဉ်းသားတွေဟာ အခြားထောင်တီးတီးကိုပြောင်းရွှေ့ခံလိုက်ကြရပါပြီ။ထောင်ကမပြောင်းခင်6လက်မှတောက်တန်ချီချင်းနေတဲ့အစ်စိတ်ထောင်မှာလာပေါင်းများစွာနေထိုင်သွားခဲ့ကြရပါတယ်။တောက်ဖြုတ်လိုက်ရင်လည်းပုံမှန်တိုင်းလိုင်းမလျှောက်နိုင်တော့ဘဲနဲ့ကွာတာတာပုံစံမှာဖြစ်သွားပါလိမ့်မယ်။အစ်စိတ်ထောင်လိုပဲပြင်းပြထန်ထန်အရက်ခံရမှုတွေကိုထောင်တွေကဒီပြင်းပြထန်ထန်ရိုက်နှက်ခံရမှုတွေကိုမိသားစုတွေကိုပြန်ပြောလို့မရဘူး။ ြောမိပြစ်ဒဏ်ပေးခံရပါတယ်။မိသားစုကိုပြန်ပြောလို့တိသွားရင်လည်းတိုက်ပိတ်ခံရပြီးတော့မိသားစုနဲ့တွေ့ဆုံခွင့်ပါဆယ်ပို့ခွင့်တွေကိုရုပ်သိမ်းခံရပါတယ်။အဲ့ဒီခါမှာမိသားစုကစိုးရင်ပူပန်ရရပါတယ်။မိုးကမိသားစုစိုးရင်ပူပန်မှုတွေမဖြစ်စေဖို့အတွက်နိုင်ငံရေးအကျဉ်းသားတွေကသတင်းပေါက်ကြတာမျိုးမရှိအောင်ထိန်းထိန်းသိမ်းသိမ်းနေကြရပါတယ်။ရိုင်းနှက်ခံရတဲ့နေရာတွေကိုစေကူတခွင့်မရတာမှာ နိုင်ငံကြီးရဲ့အနာဂတ်ကျန်းမာရေးအတွက်စိုးရင်ဖွဲ့ရာတစ်ခုဖြစ်လာစေပါလေလက်ရှိတော့ထောင်ဝါသာထောင်ဝါရာအကြီးအစားမှာနိုင်ငံရေးကျင်းသားတွေကိုဘလူမျိုးရှင်းပန်းနှိမ့်ဆက်နေတယ်ဆိုတာကိုကတော့အင်းစင်ထောင်မကြီးကလာအပြည့်ဆုံးဖြစ်ပါလေထောင်လက်ပါစီအကြီးသားပကွက်အာနာသာမင်းရံသာသူက2023ခုနှစ်ဧပြီလကမဒိန်းကူနဲ့ထောင်နံ20ကြာခံခဲ့ရပါတယ် အခြားတစ်ခုဖြစ်တဲ့ရာသတကြီးပုံမှပုံမှ3နှစ်6ကမနှစ်ချခံထားရပြီဖြစ်တဲ့အတွက်စုစုပေါင်း25နှစ်ချခံထားရတာဖြစ်ပါတယ်။လက်တလုံးအနေထားတွေရစစ်ရှုံးကောင်စီကမရိမှုကိုလူငယ်ချမ်းသာခွင့်ပေးတဲ့အထက်မှာထည့်မထားပါဘူး။ဒါပေမဲ့အေးစိန်ထောင်မှာစီကံကောင်းရင်ကောင်းတယ်လို့ရှော့ရက်ခန်းစားခွင့်ရှိပြီးတနည်းကိုပြန်ပြလေးလခန်းစားခွင့်ပေးထားပါတယ်။ဒါကြောင့်မို့လို့ မင်းရစာက အမိတ်ချလိုက်တဲ့ရက်ကနေထောင်ချနေ၁၈နှစ်ဝင်းကျင်မှာပြန်ပြီးတော့လွတ်လာနိုင်ခြင်းရှိနေပါတယ်